ပုံမှန်905ကနဲ့ရန်ကုန်မြို့အင်းစိန်ထောင်မှာကျင်းချထိန်းသိမ်းခံထားရသူတွေကိုဒီနေ့နိုဝင်ဘာလ28ရက်နေ့နေ့လယ်ပိုင်းကပြန်လွတ်ပေးလိုက်ပြီဖြစ်ပါတယ်။လက်ရှိအင်းစိန်ထောင်ကနေလွတ်ပေးတာတော့ပြီးသွားပြီးထောင်ထဲကနေလွတ်လာတဲ့သူ200ဝန်းကျင်လောက်ရှိတယ်လို့အင်းစိန်မြို့ကတူကပြောပါတယ်။စစ်ကောင်မရှင်ရဲ့လွန်ကျင်းချမ်းသာကွင်းနဲ့လွတ်မြောက်လာတဲ့သူတွေတဲ့ထောင်နဲ့ငါးနှစ်ချမှတ်ခံထားရတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ရဲ့ ဗဟုပြန်ကြားရေးအဖွဲ့ဝင်ဖြစ်သူဦးကြည်တိုးလည်းပါလာပါတယ်။ကျမ်းမာရေးကောင်းတယ်၊သွေးတိုးစည်းကြုံမရှိဘူး၊60အထိအန်ဒီနဲ့အတူတူ အလုပ်လုပ်ဖို့အားတင်းထားတယ်။အန်ကဲအကြောင်းပဲအန်ကဲပြောမယ်။ဆက်လုပ်လုပ်ဖို့ကျမ်းမာရေးကူးစိုက်ထားတယ်နော်လို့ဦးကြည်တိုးကထောင်ကလွတ်မြောက်လာချိန်မှာဖြေဆိုထားပါတယ်။တက္ကသိုလ်ကျောင်းသားတက်မကတက္ကသအင်အားစုအဖွဲ့ဝင် ကိုဖိုးသားပါဝင် ်နိုင်ငံရေးအကျဉ်းသားတချို့နဲ့တရုတ်ဆောင်ခိုင်တင်းကြီးရဲ့ခင်မွန်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်လည်းပြန်လည်လွတ်မြောက်လာပါတယ်လူခွင့်ရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ HRDD NLD ကတော့စစ်တပ်အာဏာသိမ်းကာလအတွင်း NLD ပါတီဝင်ပေါင်း2181ဦးနဲ့လွှတ်တော်ကိုယ်စားလှယ်145ဦးဖမ်းဆီးခံခဲ့ရတယ်လို့2024ခုနှစ်မှာဖော်ပြခဲ့ပါတယ်နိုင်ငံရေးအကျဉ်းသားကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်တွေအရ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးချိန်ကနေလက်ရှိအချိန်ထိမတရားဖမ်းဆီးခံခဲ့ရသူပေါင်း3000ကျော်ရှိခဲ့ပြီးအဲ့ဒီထဲက2000ကျော်ဟာဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်တယ်လို့1000ကျော်ကတော့ထောင်ဒဏ်ချမှတ်ခံရဆဲဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလကစလို့ရာသီသက်ကြီးပုံမှန်905ကနဲ့ထောင်ဒဏ်ချမှတ်ခံထားရသူတွေ အမှုဖွင့်ခံထားရသူတွေပါဝင်အဲ့ဒီပုံမှန်နဲ့ဖန်ဝရန်ထုတ်လို့ထွက်ပြေးတိမ်းရှောင်နေရသူတွေကိုစစ်တပ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကအမှုပိတ်သိမ်းကြောင်းမနေ့ကနိုဝင်ဘာ26ရက်နေ့ကကြေညာခဲ့တာဖြစ်ပါတယ်ဘယ်လာရုစ်တမရလူကာရှန်ကိုမြန်မာပြည်လာမဲ့တရက်လို့အမေရိကန်အစိုးရအမိမြေလုံခြုံရေးဌာနရဲ့မြန်မာနိုင်ငံသားတွေပေါ်ပေးအပ်ထားတဲ့ TPS ယာယီအကာအကွယ်ပေးမှုကိုရပ်ဆိုင်းခဲ့တဲ့နောက်မှာ ဒီလွန်ငိမ့်ချမ်းသာခွင့်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။